ကျွန်တော်ဘာပဲဖြစ်ပေဖြစ်ပေကျွန်တော်တောင်းဝေးကြွေးမယ်ဗျာကျွန်တော်တမီတော့တောင်းမခံအဲကျွန်တော်ရဲ့ဖခင်မိတ္တတဲ့အမှန်လည်းပြောရင်ကျွန်တော်မိန်းမဒီနေ့တိကျွန်တော်သတိရတော့ကျွန်တော်မိန်းမရေချက်ပန်းတာနဲ့ဆုံးတာဖေးချဩကျွန်တော်ဒီနေ့ယတိတိကျွန်တော်တမီကိုသူဘိုက်တေးပြီဆိုပါဘိုက်ဟွားမှာကျွန်တော်စားတာသူလို့ကြီးလာလို့ကျွန်တော်ရှာကြွေးတာမကြွေးကျွန်တော်မလိုလားပါဘူးဖခင်တယောက်အနေနဲ့ကြွေးရမယ်ပေးရမယ်

ရက်လက်ပြီးတော့ညက်နေတဲ့ကြောင်ကျွန်တော်တို့မောင်းချတယ်မောင်းချရဆိုတော့ရောင်းကမနေလို့ငါတို့လည်းမပတ်သက်တော့ဘူးအဲ့ဒါနဲ့ကျွန်တော်ကျွန်တော်သမီးလေးနဲ့ကျွန်တော်နေပြရစီဆိုတောင်းပန်သေးတယ်မရဘူး तू ကဘာပြောလဲဆိုတော့ငါမီးကိုထားခဲ့နေဒီနဲ့နေထွက်သွားကျွန်တော်သွေးသားလေးကျွန်တော်ဘယ်လိုထားရမလဲအဲ့ဒါနဲ့ကျွန်တော်သမီးလေးကိုကျွန်တော်ခေါ်ပြီးကျွန်တော်ဘဝကိုရက်တည်ပြီးတော့အခုပလုံကောက်တယ်ရိုးသားလောက်ပါတယ်ပြောရမယ်ဆိုကျွန်တော်လမ်းဘေးမှာအိတ်တယ်ပေါ့နော် ကျွန်တော်သမီးလေးကဘဒူနဲ့မှလွှဲထားလို့မရအောင်ကျွန်တော်ကလွှဲလို့ဘဒူချီမှာအပ်ထားလို့မရတဲ့ကျွန်တော်မှအလုံးလုံးရမှာမလို့ရအောင်ကျွန်တော်ခေါ်ကြတယ်တနာပြီးခေါ်ကြတယ်ပေးရလုံးမလားဟာလုံးလားကျွန်တော်ဟုတ်ပြီကျွန်တော်လှုပ်ချင်တယ်ကြက်ကြည့်လိုက်တော့သမီးလေးကကျွန်တော်အခုလိုကိုကန့်နေတာအဲ့ဒါမထူးသမီးရဲ့ဖေးပလုံကောက်လိုက်တော့မယ်ဆိုကျွန်တော်အဲ့ဒါစပြီးပလုံကောက်တာ ကျွန်တော်ဘာပဲဖြစ်ပေဖြစ်ပေကျွန်တော်တောင်းဝင်းကျွေးမယ်ဗျာကျွန်တော်တမီတော့တောင်းမခံအဲကျွန်တော်ရဲ့ဖခင်မိတ္တတရားကျွန်တော်နောက်အိမ်တော်ပြုတ်ကိုလည်းကျွန်တော်မစင်စားဘူးဘာလို့ဆိုတော့သူ့ဘဝမှာမိထွေးဆိုတာမရှိစရာတမီလေးရှိရရှိတယ်တချို့မိနောက်မိန်းမတွေကကျွန်တော်ရှိကြရင်ကောင်းပြမယ်နောက်ကွယ်ကြရင်တမီလို့ငန်းနိုင်ဆိုအဲ့လိုစိတ်သက်မျိုးကျွန်တော်ထေးထားလို့ဘယ်ဒီနေ့ထိကျွန်တော်မှန်ဝင်းကြီးကိုမေ့ကြည့်မိန်းမမယူခဲ့ဘူး

ဒီသမီးလေးကအခု17လပိုင်း9ရက်နေ့မှာ3နှစ်ပြည့်ပါပြီသူ့အမေဆုံးတာ9လပိုင်း20နှစ်ရဲ့နေ့ကဆုံးတယ်ကစုံညောင်း3ဝက်နေ့ပါဆုံးတယ်ခါကြရင်အဲ့လိုပတ်စံလေးတွေမရတဲ့အချိန်ကျရင်သမီးလေးကပူစားတယ်ကျွန်တော်ကြွေးချင်မိမဲ့တွေးလို့မရနိုင်အဲ့ကြောင့်မလို့ကျွန်တော်တစ်ခါကြရင်လည်းသမီးလေးကိုစုမိတယ်ဟောက်မိရိုက်တာတော့မရိုက်ပါဘူးဒါပေမဲ့ကျွန်တော်ချစ်တဲ့သမီးလေးလေး အားငယ်တော့နောက်ခါကျတော့တော့မထူးဘူးဘလူနီးနဲ့ဖိဖိတထောင်ရရနှစ်ထောင်ရရဆိုရအောင်ရှာပြီးကျွန်တော်သမီးလေးကိုကျွေးပါတယ်ခင်ဗျာဘလုံးလေးရဘလောက်မှမရပါဘူးကိုကြီးအားဒါပေမဲ့ဘာပဲဖြစ်ဖြစ်ငါသမီးလေးပုံစားရင်ပြီးရောသမီးလေးစားရင်ပြီးရောဆိုရင်ကျွန်တော်ကောက်ပါတယ် ပင်မန်းတာတော့ကိုရေဟိုဘယ်လိုပြောရမလဲဆိုတော့မနက်9နာရီဆက်ောက်ညနေနေ့ခင်းဆိုတော့အဲ့လိုပေါ့မနာမနေနဲ့တခါကြရင်နားလိုက်တယ်နားပြီးမှကောက်အဲ့လိုမျိုးလုပ်ပါတယ်ကိုကြီးကျွန်တော်ဘဝနဲ့မျှော်လင့်ချက်မရှိပါဘာဖြစ်လို့ဆိုကိုကြီးတမီးလေးတော်မှာကျွန်တော်ဒီလိုဘလို့ကောက်ပြီးတမီးလေးကိုမူကြူထားမယ်ဆိုတာလည်းမရှိပါဘူးဘာလို့မရှိလဲဆိုရတဲ့ပတ်စံလေးကတမီးလေးကမုတ်စားလိုက်ဆိုခလေးဆိုတော့တောင်းစားတဲ့အချိန်လေးမှာကျွန်တော်မှမစုမိပါဘူး ကျွန်တော်ဒီဒီယတိတိကျွန်တော်တမီကိုသူဘိုက်တေးပြီဆိုပါဘိုက်ဟွာမှာကျွန်တော်စားတာအမှန်လည်းပြောရင်ကျွန်တော်မိန်းမဒီနေ့တိကျွန်တော်တတိယတော့ကျွန်တော်မိန်းမကအရန်ကောင်းတယ်အရန်ကောင်းတယ် ကျွန်တော်လဲသူ့ဘော်မှာကောင်းတယ်ကျွန်တော်တို့နေမရနှစ်ယောက်ပဲပြီးတယ်ခါကြရင်မင်းပေရဆေးဦးမှာနော်အဲ့လိုပြောတယ်ကိုကဝမ်းနေတယ်အော်မိလေးရဲ့မင်းမရပြမလာတော့ဘူးငါသမီးလေးဖြစ်သွားပြီခါကြရင်သမီးလေးရလဲသမီးလေးရောနောက်သမီးဖြစ်မှာဖြစ်ပါဘောသမီးရဲ့လိမ်မာရင်တော့ဒါမဲ့ ကျွန်တော်အရင်စိတ်တော့မချဘူးပေါ့ဗျာ။ငါရှိမှငါသူပြီးစားရမှာ။ကျွန်တော်မရှိနေပါစေ။ကျွန်တော်ဘွားမှာငါလို့တာဖတ်နှစ်ယောက်တည်းနဲ့ငါလို့ဘွားရုံးကန်ရတာဘလို့လဲဆိုတာ။သူအရွယ်ရောက်တဲ့ချိန်ကြီးပြောပြမှာ။ပညာတက်အောင်တင့်မင်းမယ်။သူပညာတက်သွားပြီ။သူဟာဖြစ်ပြီဆိုရင်ကျွန်တော်ခေါင်းချချပါစေ။ဒီသူငယ်တည်းမှာကျွန်တော်ခေါင်းချလို့မရသေးဘူး။ သူကဘာလို့ဘာမှမသိတတ်တဲ့အရွယ်လေးတွေသူတို့ကြီးလာလို့ကျွန်တော်ရှာကျွေးတာမကျွေးကျွန်တော်မလိုလားပါဘူးဖခင်တယောက်အနေနဲ့ကျွေးရမယ်ပေးရမယ်ပြိုးထောင်ပေးရမယ်စင်ပေးရမယ်ဆိုတာကျွန်တော်တောင်းဝန်ပါအဲကျွန်တော်ရဲ့အမှန်ကန်တော့တစ္ဆာကျွန်တော်မိမဘုံမှာတောင်းဝန်ပြီးချင်းကျွန်တော်သမီးဘုံမှာကျွန်တော်တောင်းဝန်ကြည်ရမယ် အားလုံးစုပုံပြီးပေါ့ကျွန်တော်ဘုရားမှာမောရပန်းတာမရှိဘူးကျွန်တော်တပီလေးမျက်နှာကိုမြင်လာလဲကျွန်တော်မှာအာပြည့်ပြီးသားဘာလို့အာပြည့်လဲဆိုကျွန်တော်မရှိကျွန်တော်တပီအားငယ်မှာလေကျွန်တော်ကိုယ်တည်းတင်းပေးထားမှာကျွန်တော်တပီအားပြည့်မှာဒါကြောင့်ကျွန်တော်မောလာတယ်ပင်မန်းလာတယ်ကျွန်တော်တပီလေးမျက်နှာကြည့်ကျွန်တော်ပီတိဖြစ်ပြီးကျွန်တော်မောတာတယ်ဘုံဘာမှမရှိတော့ပင်မန်းလာလည်းမရှိတော့